နဲ့ကြည့်နေတယ်ဒီပွဲမှာနာမည်ကြည့်နေတယ်ဘရိတ်ရှစ်အရင်ကကောင်းလေကောင်းပါနော်ကောင်းတာတော့ကောင်းပါလေနာမည်ကြည့်လို့ရပြီနော်ဘရိတ်ရှစ်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့စိတ်ဝင်စားရင်တွေ့ရမယ်တနမ်းမျိုးပေါ့နော်စိတ်ဝင်စားမှတွေ့ပါပေါ့နော်ဒါလေးမျှဝေပြီးကြည့်ပါလားရှင်းအောင်ပဲခုနှစ်နှစ်ကြာရှင်းအောင်ပဲခုနှစ်နှစ်ကြာရှင်းအောင်ပဲဒီရှင်းအောင်ပဲဆက်လာခဲ့တဲ့ဇလန်ဒီသူ့အပေါ်မှာသူ့ရှိတယ်မှာနှိမ့်မှာတော့ရတယ်ဒီနောက်တော့မှခုန်လို့ရိုက်တယ်သူ့ရဲ့နောက်ထဲမှာရှင်းအောင်ပဲပြုတ်တယ် တုံညာထေတီနောင်နှောင်းခွန်လို့ရိုက်တယ်သူ့ရဲ့နောင်ထဲမှာ၈နောက်ပိတ်ပိတ်တယ်တုံညာထေတီနောင်နှောင်းခွန်လို့ရိုက်တယ်သူ့ရဲ့နောင်ထဲမှာ၈နောက်ပိတ်ပိတ်တယ်အဲ့ရှစ်အတန်နဲ့လိုက်ကစားလိုက်ကစားဖို့ပေါ့နော်ပြီးခဲ့ပွဲမှာလည်းကျွန်တော်ဒီဖိုင်ကစားထားတယ်ဘာလဲဆိုတော့အဲ့၈နောက်ပိတ်ကြောင့်သူ့ရဲ့နောက်တနည်းနည်းတုံးနေမြောက်နှစ်ထဲမှာတဲ့ရှစ်ထေတီဒီတစ်ချိန်နှစ်ချိန်တုံးချိန်ထိကြပေးပါတယ်ဒီရှင်းအောင်မရနောက်တနေ့နေ့တုံးနေမြောင်နေထင်ပါရတဲ့စစ်တိတ်စီတကြိမ်နှစ်ကြိမ်တုံးနေကြပြပါရဲ့ အဲ့လိုပဲဒီရှင်းအောင်မေးရနောက်တနည်းနည်းနဲ့၃နှစ်မြောက်နှစ်ထဲမှာစစ်ထိတ်ကြည့်ပြီးဒီကျိနှစ်ကျိ၃ကျိလို့ကြပြီးခဲ့ပါရှင်။ဒါစစ်ထိတ်ကြည့်၃ကျိကြတဲ့စနစ်ပေါ့နော်။ဒီရှင်းမှာဒီစစ်ထိတ်ကြည့်ရဲ့တမန်ကြောင်းတွေရှိတယ်ကျွန်တော်အကြာကြီးကြမှာပြောလို့ live တော့ကြာမှာကြောက်လို့ဆက်ပြီးပြောကြပါတော့။ဒီရှင်းအောင်မေးရနောက်တနည်းနည်းနဲ့၃နှစ်မြောက်ထဲမှာစစ်ထိတ်ကြည့်၃ကျိကြတဲ့ရှင်းအောင်မေးရနောက်တနည်းနည်းနဲ့၃နှစ်မြောက်ထဲမှာရှင်းအောင်ပိတ်ပြီးအစစ်ထိတ်ကြည့်ဒီ၃ကျိကြတယ်ဒီရှင်းအောင်မေးရနောက်တနည်းနည်းနဲ့၃နှစ်မြောက်ထဲမှာလည်းစစ်ထိတ်ကြည့်ဒီ၃ကျိကြတယ်တဲ့။အဲ့လိုကြတဲ့အချိန်ကမှာ ပထမရှိတဲ့ဒီတကျင်ကြရတဲ့ဒုတိယမြောက်ရှစ်ထိပ်စီကြရတာပထမကတ်ဒုတိယကတ်မှာရှစ်ထိပ်ဒီတကျင်ကြရတဲ့ဒုတိယမြောက်ကြရတဲ့ရှစ်ထိပ်စီတတိယကတ်မှာလည်းရှစ်ထိပ်ဒီတကျင်ကြပြီးဒုတိယမြောက်ကြရတဲ့ရှစ်ထိပ်စီတော်တော်စနစ်တကျလေးကြပြီးထားတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တော်တော်မင်းရှောက်တယ်အကွာဝေးတိုင်မှတိုင်မှမှန်ပေါ့နော်ဒီတိုင်းတော့အရင်မပြတော့နော်တော်တော်မင်းရှောက်ဒီတိုင်းတော့ဒီမှာတော်တော်မင်းရှောက်အကွာဝေးတိုင်မှအမှန်နဲ့လာတယ်အဲ့6ရင်းဒီနေရာမှာ9 9ပြီးတော့4 4ပြီးတော့ဒီမှာ3ဆိုခွေးပြီးထားတယ် ဟုတ်တယ်ညီလေးလိုင်းကောင်းတယ် live စိတ်တယ်ဘူးရှိတ်ချောက်လို့ခုတူပေးမှဒီလိုအခုဒီ9 4 3ဆိုပြီးထည့်ပေးတယ်အဲ့လိုထည့်ပေးပြီးမှတော့ဘာလို့လာတာလဲဆိုလို့ရှိရင်ဒီဘူးရှိတ်ချောက်ကိုဒီနေရာမှာတုံးလုံးပေါင်းကြီး6လို့ပြန်ပြီးထည့်တယ်ဒီဘူးရှိတ်ချောက်ကိုဒီနေရာမှာတုံးလုံးပေါင်းကြီး6လို့ပြန်ထည့်တယ်ဒီဘူးရှိတ်ချောက်ကိုဒီနေရာမှာတုံးလုံးပေါင်းကြီး6လို့ပြန်ထည့်ပေးတယ်အဲ့လိုထည့်ပေးပြီးကမှဒီနေရာမှာ break ချောက် break ချောက်ပြီးတော့ break ခွန် break ခွန်ပြီးတော့ဒီနေရာမှာ break shift ဆိုပြီးလာပြီးတော့ထည့်ပေးတယ်6ခွန် shift break လာထည့်ပေးတယ် အဲ့လိုတက်ပြီးတူပြီးမှ break ချောက်ရပြီးမှဒီ၃လုံးပေါင်းချင်း၁၁ဒီနေရာမှာ break ခွင့်ရပြီးမှဒီ၃လုံးပေါင်းချင်း၃ညဒီ break ရှိရပြီးမှဒီ၃လုံးပေါင်းချင်း၉ဆိုပြီးဆက်နေတကြပြန်ထက်ပြီးထက်ပြီးပြီးမှဒီနေရာမှာနောက်ပိုင်းနဲ့တက်စီဒီခွန်းနောက်ပိုင်းနဲ့တက်စီဒီခွန်းလို့ထက်ထည့်တယ်ဒီနေရာမှာနောက်ပိုင်းနဲ့တက်စီဒီခွန်းလို့ထက်ထည့်ထက်ထည့်ပြီးပြီးဒီနေရာမှာဇောင်း၃လုံးပေါင်းချင်းဒီ senior တကပြန်ပြီးကို၉ကိုပြီးတော့ရှစ်ရှစ်ပြီးတော့ဒီမှာခွန်းလို့လာထည့်ပြီးတယ်ထက်ပြီးပြီးမှဒီနေရာမှာတစ်ခါပြန်ပြီးအထောင်၃လုံးပေါင်းချင်းဒီခွန်းနဲ့ ခွန်ပြီးတော့ဒီမှာထောင်သုံးလုံးပေါင်းခြင်းနေ6ခုဆောက်ပြီးတော့ဒီမှာထောင်သုံးလုံးပေါင်းခြင်းနေ9လို့တခါပြတ်ထည့်ပြီးအဲ့လိုထည့်ပေးပြီးတော့ဒီနေရာမှာတော့အလယ်တိုင်းသုံးလုံးပေါင်းခြင်းနေပုံတိ2နေရာမှာအလယ်တိုင်းသုံးလုံးပေါင်းခြင်းနေပုံတိ2ဒီနေရာမှာအလယ်တိုင်းသုံးလုံးပေါင်းခြင်းနေပုံတိ2လို့ထည့်ပြီးမှနေ့ရဲ့ပါဝါဒီနေရာမှာခွန်နောက်ပိတ်နေ့ရဲ့ပါဝါဒီနေရာမှာခွန်နောက်ပိတ်နေ့ရဲ့ပါဝါဒီနေရာမှာခွန်နောက်ပိတ်လို့ထည့်ပြီးမှတို့ဘေးမှာတခါပြန်ပြီးတော့သူကနောက်လုံးပေါင်းခွန် ခွန်နှောက်ပေပြီးမှနောင်နှလုံးပေါင်းခွန်ခွန်နှောက်ပေပြီးမှနောင်နှလုံးပေါင်းခွန်ဆိုရိုက်တယ်အဲ့နေရာမှာဒီနှောင်နှလုံးပေါင်းချင်းနှစ်ရဲ့ပါဝါဒီမှာခွန်နှောက်ပေလို့ရိုက်ပြီးမှဒီမှာနောင်နှလုံးပေါင်းခွန်လို့ရိုက်ခဲ့သူ့ဘော်ဒီချင်းချင်းတော့ရင်းနေကြည့်မှာ break နဲ့တို့ခံပေးထားတယ်ဒီနှောင်နှလုံးပေါင်းချင်းနှစ်နှစ်ရဲ့ပါဝါခွန်နှောက်ပေလို့ရိုက်တယ်ရိုက်ပြီးဒီဘေးမှာနောင်နှလုံးပေါင်းချင်းခွန်လို့မရိုက်ဘူးမှာသူ့ဘော်ဒီချင်းချင်းတော့ရင်းနေကြည့်မှာ break နဲ့တို့ break နဲ့တို့ပုံလေးခံပေးတယ်ဒီမှာလည်းကားတော်နှောင်နှလုံးပေါင်းချင်းနှစ်ကိုနောက်ပေနှစ်ရဲ့ပါဝါခွန်လို့ရိုက်တယ်အဲ့ဒီခွန်တဲ့ဒီမှာနောင်နှလုံးပေါင်းခွန်ဒီမှာလာထည့်တယ်အဲ့လိုမထည့်ခင်မှာသူ့ရဲ့အပေါ်မှာဒီချင်းချင်းတော့ရင်းနေကြည့်၅ချိန်မှာ break နဲ့ပုံစံခံပြီးတာစီဂျောဒီအင်မတန်တက်တက်ရဲ့လာခဲ့တဲ့စီဂျောပေါ့နော်အဲ့လိုလာပြီးမှသူကဘာလို့လောက်တာလဲဆိုတော့ထိတ်စီနဲ့ထိတ်စီနှလုံးပေါင်းခြင်းတွေ၄တယ်နေပြီးတော့ထိတ်စီနှလုံးပေါင်းခြင်းတွေ၅ငားငားပြီးတော့ဒီမှာထိတ်စီနှလုံးပေါင်းခြင်းတွေရှောက်လို့ဒီလောက်ထိသူကအကောင်လုံးနှစ်စင်တဲ့တိုင်းဖိုင်ကိုဒီလိုခင်းလာခဲ့အဲ့လိုခင်းလာခဲ့ပြီးမှစောစောထောက်ပြရတဲ့ဒီ break 6 consciousness ပေါ်တကွန်ကျော်၈ထိတ်ကဒီနေရာကို၈ထိတ်လောက်လာကုန်တာ ဒီ break ခွန်ရဲ့ b ကဒီစစ်ထိတ်ကဒီကိုစစ်ထိတ်လို့လာကူတာဒီ break ရှိရဲ့ပေါ်ဒီ b ကစစ်ထိတ်ကဒီနေရာကိုစစ်ထိတ်လို့လာကူတာ friend အဲ့လောက်ထိလာခဲ့တယ်စစ်ထိတ်လို့ကူပြီးဒီဇိုင်းပြီးသွားတာမပြီးဘူးသူကစစ်ထိတ်ကိုထည့်သွားတဲ့စနစ်ကခါထည့်သွားတယ်အမှန်ကန်ထည့်တယ်ခွာပိုးဒီဒီမှာကူခါလို့ထည့်တယ်ခွာရှစ်ဒီဒီမှာစစ်ခါလို့ထည့်တယ်ခွာခွန်ဒီဒီနေရာမှာခွန်ခါလို့ထည့်တယ်အဲ့ဒီထောက်ချက်နဲ့ဒီနေရာမှာရှစ်ကိုတွေကျွန်တော်ရှစ်ရှစ်တွေရှစ်ခွန်အတွဲလို့ရိုက်ပြီးတော့ဒီလမ်းကြောင်းကနေတကယ်တကယ်တုံးတယ် ပြီးခဲ့တဲ့ပွဲမှာဒီနေရာမှာထွက်တဲ့ဂဏန်းဒီရှိတဲ့ပြည်နဲ့တကြိမ်တစ်ကြိမ်သုံးကြိမ်ပြီးခဲ့တဲ့ပွဲမှာဒီနေရာမှာထွက်ခဲ့တဲ့ဂဏန်းအဲ့လိုပဲဒီထောက်ချက်နဲ့ဒီရှိတဲ့ပြည်နဲ့တကြိမ်တစ်ကြိမ်သုံးကြိမ်ပြီးခဲ့တဲ့ပွဲဒီနေရာမှာထွက်တဲ့ဂဏန်းဒီဂဏန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကထွက်ခဲ့တဲ့ဂဏန်းကလာပြီးပို့ပြီးတာအဲ့လိုပဲဒီနေရာမှာထွက်ခဲ့တဲ့ဂဏန်းဒီ69ဆိုတဲ့ဂဏန်းကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကဂဏန်းကလာပို့တာဒီမှာလည်းဒါကြောင့်ဒီနေရာမှာကျွန်တော်တို့နှစ်ခွန်နှစ်ကိုကြားခဲ့တယ် ကြောင့်တည်းတပ်ပါတယ်ဒီနေရာမှာထွက်မယ်ခဏလေးတနေ့နဲ့နဲ့သုံးနေ့လေးနဲ့ငါးနေ့မြောက်ကထွက်ခဲ့တယ်ခဏမယ်လာပို့ပြီးတော့ဒါကျွန်တော်တို့ YouTube မှာလည်းနှစ်ခုနဲ့ယူခဲ့တဲ့အတွက်မအောင်ခဲ့ဘူးပေါ့နော်စနေရက်ကောင်ဝင်သွားတယ်ဒါတွေကကျွန်တော်တို့နောက်ဆက်တွဲရှိရတဲ့ traffic တွေပွင့်မှာတော့ဒီနေရာမှာမမအကောင့်မှာလည်းမပြဘူး no public account မှာလည်းမပြဘူးအခုပြောချင်တာကအဲ့လိုဖြစ်ပြီးတဲ့ဒီအောက်မှာထွက်ထားတဲ့ခဏဒီစနစ်တွေအကုန်ဝင်လာခဲ့ပြီးရိုက်ပြီးဒီအောက်မှာထွက်တဲ့ခဏ၄၁၁ဆိုတဲ့ခဏဒီခုရှိတနည်းပြောခဏတဲ့လိုက် လိုက်တယ်သူရှိတနည်းကျတော့ကဏ္ဍတဲလိုက်တယ်အဲ့လိုမှလိုက်ရင်အဲ့ကဏ္ဍကပြန်ကိုထွက်အောင်ပါအဲ့လိုပဲဒီဖရိတ်တိုင်းလာခဲ့ဒီရောက်မှထွက်တဲ့ကဏ္ဍ630ဆိုတဲ့ကဏ္ဍသူရှိတနည်းကျတော့ကဏ္ဍကတဲလိုက်တယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာသူရှိတနည်းကျတော့ကဏ္ဍကျွန်တော်တဲလိုက်တဲ့စနစ်ကိုကစားရမှာဒီဘက်မှာကျွန်တော်ထိုးစရာတွေများတယ်နော်ကဲကစားရမှာကျွန်တော်ပြောပြပြီးပြီးခဲ့တဲ့ live မှာအပေါ်က second track ခဲ့တယ်ပြန်တွေ့ကနေ second လုံးထုတ်တယ်55ခွက်ရှိတဲ့နေရာထိုင်နေ အခုထပ်ပြီးတော့2023နှစ်ကဒက်ဒီနေရာကိုလိုက်ကိုလဲရမယ်ဆိုစနစ်အဲ့တော့ကျွန်တော်ထိုးမှာ2023နှစ်ကနန်းကလည်းဒက်24ကိုလို့ကျွန်တော်လိုက်ထိုးမှာဒီအပေါ်ဆက်ကျင်ကထွက်ခဲ့ပြီးတာ55ကိုလည်းအကုန်ထိုးမှာဒါကျွန်တော်ကတော့ဒီဘက်ကိုဒီဖိနေကုလိုင်းပေါက်ပြီးသားလို့ထိုးစရာပေါက်ယူကြတာတော့ထွက်ပြကနန်းကအကုန်ပြန်ထိုးမှာအခုတစ်နှစ်ကျော်ကနန်းလား 2023ခုနှစ်ဒက်ထုမှာ24ခု24ကျင်းဆို24ခုရှိမယ်ခုနဒီကောင်ကနေရာထိုင်နေဆို55ခုရှိမယ်25ခုနဲ့အဲ55ခုနဲ့69ခုကျွန်တော်ဒီဘက်မှာဒီနှစ်ခုအကုန်ထုမှာနော်အဲ့ဒီကနေဒီဒီနေရာမှာလာမယ့်ကနေဒီသူ့စစ်တနည်းပြောတဲ့ဒက်ကြာမယ်စနစ်ဥတ္တနဝင်မင်္ဂလာပါဆရာမြတ်ဟုတ်ကြပါခင်ဗျကျေးဇူးတင်ပါနော်အဲ့ဒက်ဒါကျွန်တော်ထုမှာ ဘယ်ထိုးရဲ့ထဲကကျွန်တော်ကနန်း2023ထဲကကနန်းကျွန်တော်မမကက်ပါလေးကွက်ယူထားတယ်အတုံးကွက်ယူထားတယ်2023ထဲကကနန်းဒဲကနန်းတုံးကွက်ကျွန်တော်မမကက်မှာယူထားတယ်နောက်တစ်ခုကျွန်တော်2025ရဲ့ကပြန်တော့ကနန်းတုံးကွက်ယူထားတယ်ပြန်တော့ကနန်းကိုကျွန်တော်6ကွက်9ကွက်ထုတ်တာကိုဒီနေ့ထဲကကနန်း9ကွက်ကိုဒီနေ့ဒီနှစ်နှစ်ကကနန်းကိုပဲဒီကက်မှာဒီဘက်မှာကျွန်တော်ဥစားပြီးထုတ်ထားတယ်ပေါ့နော်ဒီက2023ထဲကဒဲထွက်မဲ့ကနန်းတုံးကွက် 2025ရဲ့ပြန်လိုက်ကနေ3ကွက်6ကွက်တကွက်ကပြန်တဲ့တကွက်ကအပြန်ထုတ်တာပေါ့နော်ဒီ frame ကုပဲဒီဘက်မှာဥစားပြီးစာမှာအဲ့တော့ဒဲကနန်းတကွက်ပြန်တော့ကနန်းလာရင်လားမလာရင်2023ရဲ့ကနန်းဒီဒီနေရာမှာဒဲထွက်ခဲ့မှာဆိုဒီကနန်းပြန်ကြဒီစနစ်မျိုးကိုလိုက်ထုတ်မှာအဲ့တော့ဒီနေရာမှာကြတဲ့ကနန်းသူ့ရှိတနည်းကျော်ကနန်းဒက်ဒီနေရာမှာကြတဲ့ကနန်းသူ့ရှိတနည်းကျော်ကနန်းဒက်ဒီနေရာမှာကြမယ်ကနန်းသူ့ရှိတနည်းကျော်ကနန်းဒက်မှာဒက်မှာပေါ့နော်ကျွန်တော်တက်နိုင်ဆုံး အကွက်မိတ်ဆွေများတို့လက်ဆောင်မပြပြလိုက်နော်ဟောကြလိုက်ကနေ6630ဒီနေရာမှာကြမယ်ခင်ဗျဒီနေရာမှာကြထားရကနေအယူဆဒီနေရာမှာကြထားရကနေအယူဆဒီနှစ်ခုပေါင်းဆက်ပြီးတော့စနစ်၄မျိုးတော့ကစားလို့ရတယ်ခုချစ်တနေ့ကြော်ကနေဒက်ကိုပဲဒဏ္ဍရွေးချယ်မှုမှာစနစ်၄မျိုးတော့ရှိအဲ့ထက်ကကျွန်တော်တစ်မျိုးကိုမိတ်ဆွေတို့လက်ဆောင်ကစားပြပေးမယ်နော်အဲ့တော့ကဘာလဲဆိုလို့ရှိရင် ဒီနေရာမှာသုံးလုံးမောင်းကျင်ငါတိုက်မိနေအမှန်တော့ရေးမပြဘူးသုံးလုံးမောင်းကျင်ငါလို့ထောက်ပြီးတော့သူ့ပြီးတကြီးနေကျင်သုံးကျင်မှာ၆ခါလို့ထည့်တယ်ဒီနေရာမှာသုံးလုံးမောင်းကျင်ငါပြီးတော့၆လို့ထည့်မှာ၆နဲ့သူ့ပြီးတကြီးနေကျင်သုံးကျင်မှာခွန်ခါလို့ထည့်တယ်စနေဒီကနေလိုက်တယ်ဒီနေရာမှာသုံးလုံးမောင်းကျင်ဒီငါ၆ပြီးတော့ခွန်လို့ထည့်တယ်ခွန်လို့ထည့်ပြီးသူ့ပြီးတကြီးနေကျင်သုံးကျင်မြောက်မှာ၈နောက်ပိတ်ဆို၈ခါဆိုပြီး၆ခွန်၈၈ခွန်၆ပြီးလားဒီစနေနေ့ပဲကစားမှာဒီနေရာမှာထောက်ခဲ့တဲ့ break ၆ဒီနေရာမှာထောက်ခဲ့တဲ့ break ခွန်ဒီနေရာမှာထောက်ခဲ့တဲ့ break ၈အဲ့ဒီအဲ့ဒီ break ၆ကြောင့်ဒီနေရာမှာ၆ခါဒီနေရာမှာ break ခွန်ကြောင့် ီမှာခွန်ခါဒီနေရာမှာပြည့်ရှိပြဒီနေရာမှာရှိခါအဲ့6ခုရှိခါတွေကိုဗာနဲ့ပြန်ထောက်မှာသူရှိတနည်းနည်းသုံးနည်းမှာမဟုတ်ထိတော်တော်ပေါင်းခြင်းကထိတော်တော်ပေါင်းခြင်း6ထိတော်တော်ပေါင်းခြင်းခွန်ဆိုတဲ့စနစ်နဲ့ဒီ6ခုရှိမဲ့တိုက်ကိုယူလိုက်အဲ့6ခုရှိလို့ရိုက်ပြီအဲ့6ခုရှိရပြီးမှာတော်တော်ပေါင်းခြင်းဒီ3နဲ့3နဲ့ပါပါဒီနေရာမှာရှစ်ထိတ်တယ်သိကြကြည့်မယ်နော်ခါကိုထည့်ခဲ့တဲ့6ခုရှိကိုပြောင်းပြန်6ခု6လို့ပြန်ထည့်တော့ဒီ6ရဲ့ဘေးဒီနေရာမှာတော်တော်ပေါင်းခြင်း3 3ရဲ့ပါပါဒီနေရာကိုရှစ်ထိတ်လို့ထည့်တော့ ဒီခွန်သူ့ဘေးမှာ၃လုံးပေါင်းကျင်းနဲ့နှစ်ရဲ့ပါဝါဒီထဲမှာခွန်ထိတ်လို့ထဲတယ်ဒီရှစ်ရှစ်ရဲ့ဘေးမှာ၃လုံးပေါင်းကျင်းတက်တက်ပါဝါ6လို့ထဲတယ်အဲ့တော့ main ဆုံးဖြတ်တဲ့ကဒီဖရင်ဒီကစားကောဒီကရန်ကိုဆုံးဖြတ်တာကဒီမှာတက်ခဲ့တဲ့6ခွန်ရှစ်အဲ့6ခွန်ရှစ်ကို6ခါခွန်ခါရှစ်ခါလို့ထောက်ချက်ကိုအဓိက main ယူတယ်ဒီ6ခွန်ရှစ်ခါတွေဒီဘယ်နေရာက6ခွန်ရှစ်6ခါတွေဒီဒီနေ့ထဲမှာလည်း6ခါဒီနေ့နောက်တဲ့နေ့မှာခွန်ခါနောက်တဲ့နေ့မှာရှစ်ခါအမျိုးမျိုးရှိတဲ့ကဘယ်6ခါလဲဘယ်ခွန်ခါလဲဘယ်ရှစ်ခါလဲဆိုတော့ထောက်ချက်ကိုသူ့ရှစ်၃ပြင်မြောက်မှာ1000လုံးပေါင်းကျင်း96ခွန်ဆိုတဲ့စနစ်ထောက်ချက်နဲ့ယူတယ် UBH 6.6ကိုပြန်ပြီးတော့ဒီနေရာဒီမှာပြန်ပြီးတော့6.6ဆိုပြီးတော့ပြန်ပြီးတော့တိတ်စီကိုပြောင်းပြန်ထည့်တယ်ဒီနေရာမှာ6ထည့်ဖို့အတွက်ဒီနေရာမှာဘူးရှိ3လို့ခံတာ6ရဲ့ဘဝ3လို့ခံတယ်ဒုတိယကန်မှာဒီနေရာမှာ concrete ထည့်ဖို့အတွက်ဒီနေရာမှာ2လို့ခံတာတတိယကန်နေရာမှာဒီနေရာမှာ6ထည့်လို့ထုတ်တယ်ဒီနေရာမှာ3လုံးပေါင်းရင်1လို့ခံထားရမယ်ဒီစနစ်ပေါ့နော်အဲ့ဒီမှာထပ်ပြီးတော့လာတာကဒီနေရာမှာ6ထည့်လို့မလာခင်သူ့တက်တပွင့်ကြီးတဲ့အပေါ်မှာ6ထည့်တပွင့်ကြီးတဲ့9ထည့်ခံပေးထားမယ်နောက်တစ်ခါဒီနေရာမှာ concrete လို့မလာခင် concrete တပွင့်ကြီးတဲ့သူ့အပေါ်မှာ6ထည့်လို့ခံပေးထားမယ် ်နောက်တစ်ခါဒီနေရာမှာ6ထိတ်လို့မလာခင်သူ့ဘောမှာ6ထိတ်တခုကြည့်တယ်ခွန်ထိတ်လို့သူကခံပြထားတယ်မိန်ဒီဒီဒီ၃ခုပေါ့နော်အဲ့လိုဖြစ်ပြီးအောက်မှာသူကဒီ6ခွန်6ထိတ်စီအောက်မှာ break ခွန်ပုံစံရိုက်တယ်ဒီ6ထိတ်စီအောက်မှာလည်း break ခွန်ဒီခွန်ထိတ်စီအောက်မှာလည်း break ခွန်ဒီ6ထိတ်စီအောက်မှာလည်း break ခွန်အဲ့ဒီ break ခွန်ဒီဒီနေ့ထက်အတွက်သူ့အောက်မှာနောက်ထပ်တစ်ခွန် break ခွန်အောက်ကနေပြန်ရင်မယ်ဆိုလို့ရှိရင်နှစ်ချိန်မြောက် break ခွန်ပေါ့ဒီ break ခွန်ပြီးနောက်ထပ်သူ့အောက်သူ့နေရာမှာ break ခွန်တစ်ခွန်ထပ်ကြအောင်ဒီနေရာမှာ break ခွန်လို့ရိုက်ပြီးသူ့အောက်မှာ break ခွန်တစ်ခွန်ထပ်ကြအောင် ဒီနေရာမှာ break ခွန်လို့ရပြီသူ့အောင်မှာ break ခွန်လို့တကွက်ထက်ကြဒီစနစ်တွေအားလုံးညီခဲ့ညီတဲ့အချိန်မှာဒီစနစ်ကြီးကထောက်ပြမယ်ဆိုရင်ထောက်ချက်တွေအများကြီးပါတယ်နော်အဲ့ဒါကဘာလဲဆိုဒီ complete မကြခင်ဒီနေရာမှာတုံးမောင်းချင်းညီငါဒီ complete လို့မကြခင်ဒီနေရာမှာတုံးမောင်းချင်းညီ shop ဒါကြောင့်ငါတာလေဒီတုံးမောင်းချောင်းငါကိုဒီနေရာမှာတုံးငါလို့ပြန်ထည့်ပြီးဒီတုံးမောင်းချင်း shop ကိုဒီနေရာမှာတုံးမောင်းချင်းဒီနေရာမှာတုံးမောင်းချင်း shop ကိုပြန်ထည့်ပြီး အဲ့လိုပဲဒီညမှာတော်တော်မောင်းမြန်းခွန်းဖို့ဒီညမှာတော်တော်မောင်းမြန်းခွန်းလို့ပြန်တက်ခွန်းလို့ပြန်တက်ပြီးသူ့ရဲ့အောက်မှာထပ်ပြီးတော့တော်တော်မောင်းမြန်း6 6ပြီးတော့9 9ပြီးတော့၄ဆိုရစီမံကူထက်ထက်တယ်ထက်ထက်ပြီးဒီညမှာတော်တော်မောင်းမြန်း1တော်တော်မောင်းမြန်း3တော်တော်မောင်းမြန်း၄ဆိုရထောက်ချက်ပြီးပါသေးတယ်အဲ့လိုပါပြီးမှဒီညမှာ break ခွန်းလို့ရိုက်ခဲ့တဲ့ဇောင်းမှာတစ်ခါပြန်ပြီးတော့တော်တော်မောင်းမြန်းဒီခွန်းခွန်းပြီးတော့ဒီညမှာတော်တော်မောင်းမြန်းဒီ6 6ပြီးတော့ဒီညမှာတော်တော်မောင်းမြန်းဒီ9လို့ထက်တယ်အဲ့လိုထက်တဲ့ငါလို့ထည့်တယ်ပေါ့နော်ခွန်6ငါလို့ထည့်တယ်အဲ့ဒီ frame ကိုစလာခဲ့တဲ့တည်ခဲ့တဲ့ နန်းစဉ်စတဲ့အကုန်လုံးဆိုရင်စီနီယာ၆ချက်ကတစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ပုံကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်လေးရှိတယ်။၆ခု၈စီနီယာပြည်လမ်းရှိတယ်၈ခု၆ပြည်လမ်းရှိတယ်၃နှစ်ပြည်လမ်းရှိတယ်၉ခု၈ပြည်လမ်းရှိတယ်၈ခု၆ပြည်လမ်းရှိတယ်၆၅လေးပြည်လမ်းရှိတယ်၉ခု၆၅လို့စီနီယာပြည်လမ်းရှိတယ်၅၆ခုလို့စီနီယာပြည်လမ်းရှိတယ်၂၃လေးလို့စီနီယာပြည်လမ်းရှိတယ်နောက်ဆုံးချက်ထောက်တော့က၅၆ခုဆိုစီနီယာပြည်လမ်း ပြန်ပြီးတော့ထောက်တယ်ထောက်ပြီးတော့ပြန်ပြီးတော့သူ့ရဲ့ပြောင်းပြန်နောက်ဆုံးမက်တက်ကချုပ်သွားတော့ကမူရင်းစခဲ့တာဒီအထောင်သုံးလုံးပေါင်းချင်း၅အထောင်သုံးလုံးပေါင်းချင်း၆၁၀၀၀လုံးပေါင်းချင်း9 6ခုကိုနောက်ဆုံးပြန်ပြီးချုပ်သွားသူ့ရဲ့ပြောင်းပြန်သုံးလုံးပေါင်းချင်း9သုံးလုံးပေါင်းချင်း6လုံးလုံးပေါင်းချင်း9လို့နောက်ဆုံးချုပ်ပြီးမှသူ့ရဲ့အောက်မှာထွက်ထားတဲ့ဟာလေးပစ်ပစ်ဆိုတဲ့ကနေကခုနတိုင်မျိုးခေါ်တဲ့ဒီညမှာတက်ထွက်တယ်အဲသူ့ရဲ့အောက်ပေါ့နော်ဒီညမှာထွက်ခဲ့တဲ့630ဆိုတဲ့ကနေကသူ့ရဲ့ဒီကွင်းပြောင်းမှာဒီညမှာတက်ထွက်တယ်ဒါဆိုလို့ရှိရင်ဒီညမှာထောက်ခဲ့ဟာ993ဆိုတဲ့ကနေက ီနေရာမှာတက်ထွက်ရမယ်ဆိုတဲ့အယူအဆအဲ့တော့ break ရှစ်ကလည်းကျွန်တော်လည်းပြောတယ်ဒီနေ့တည်းမှာ break ရှစ်စကားစားမယ်ဆိုဒီနေ့မှာ break ရှစ် break ရှစ် break ရှစ်ထောက်ချက်ပြောပြီးတော့ဒီရောက်မှာ break ရှစ်ဒီအများကြီးဒီဘေးမှာလည်း break ရှစ်ဒီအများကြီးဒါတော့တစ်ချက်တည်းတော့အတက်ပညာရှင်တွေအသိပညာရှင်တွေတကယ်တော့တဲ့ဆရာတင်ထားပြဖြစ်တယ်လို့ကျွန်တော်ထပ်မပြောတော့ဘူးထပ်မပြောတော့ဘူးเนาะမြင်တဲ့အမြင်တွေတူတာကြီးရှိတာများတယ်ဒီဘက်မှာ break ရှစ်နဲ့ပတ်သက်ပြီးတော့အဲ့တော့ break ရှစ်ကဏ္ဍတစ်ခွက်ပေါ့နော်ကိုကိုတုံများဆိုတဲ့ကဏ္ဍတစ်ခွက်ဒါလေးကိုကျွန်တော်ဒီဘက်မှာထည့်ထိုးပါမယ်ဒါလေးကိုကြိုက်တယ်ဆိုတော့မှဘာကြောင့်လဲ ဒီမှာတဲခဲ့တဲ့လမ်းကြောင်းမှာပြောပြီးဒီမှာတန်ရထဲစီနောင်လုံးခုံရတယ်ကျွန်တော်အများကြီးပြောခဲ့တဲ့6ခွန်6ဆိုတဲ့ပြည်လန်အဲ့ဒါကိုပြန်ပြီးတော့တစ်ခါပြန်ထည့်ထားတယ်6ခွန်6ဆိုတဲ့ပြည်လန်ထည့်တယ်အဲ့ဒီ6ကြောင့်ဒီနေ့ထက်က break 6ကနန်းတက်ကွလေးတစ်တစ်ကပြီးတော့နောက်နေ့ကိုဒီလိုက်ချွတ်ရမယ်ဒီ break ခွန်ကြောင့်ဒီနေ့ထက်က break ခွန်ကနန်းတက်ကွလေးနှစ်တစ်ကတစ်လေးနှစ်ဆိုချွတ်ထားတယ်ရှိတယ်ဒါကြောင့်ဒီ break 6ကြောင့်ဒီနေ့ထက်က break 6ကနန်းတက်ကွဒီပြည့်တဲ့နေ့ထက်ကိုလိုက်ထည့်ရမယ်ဆိုအခြေခံမူလည်းရှိတယ်ဒီနေ့ထက်က break 6ကနန်းကိုအလုံးထိုးကျင်နေဆိုရင်ဒီမှာ6ခွန်3ရှိတယ် နောက်တစ်ခါ930ရှိတယ်ဒီမှာ990ရှိတယ်ဒါ930ထုတ်ပေါက်ကိုပထမဆုံး live မှာကျွန်တော်ရှင်းပြပြီးပြီခုဒီ990လက်အကဏ္ဍထုတ်ပေါက်ကိုရှင်းပြပြီဒါဆိုဒီကဏ္ဍလည်းမရှိဘူးရှိတာကြိုက်တယ်ဆိုဒီ၃ခွလုံးကြီးဒါ6ခွလုံးတက်930တက်990တက်930ကပထမဆုံး start ပြီးဆွနဲ့ live မှာဒီနေရာမှာထိုးရတယ်ကျွန်တော်ရှင်းပြခဲ့ပြီးပြီအခုရှင်းပြရတာဒီကဏ္ဍဒီဒီနေရာမှာထိုးရရလို့ဒီ train ကနေဒါကိုရှင်းပြလိုက်တယ်ဒီကဏ္ဍဒီလည်းပဲဒီနေရာမှာထိုးကြတယ်ဆိုထိုးလို့ရတယ် method ကြီးရှိတယ်အဲ့တော့ operation နဲ့ပတ်သက်ပြီးတော့ ကျွန်တော်အခုကစားလိုက်တဲ့စနစ်ဒီ2023က2025ဆက်တဲ့ချိန်မှာ2023 2025ဆက်တဲ့ချိန်ရောက်မှာပေါ့နော်ဒါ2023နဲ့ကနေထွက်ပြကနေတဲ့ကစားပေါ့အဲ့တော့ပထမဆုံးကျွန်တော်တို့ live တစ်ခုမှာ prediction နဲ့ပတ်သက်ပြီး930ထိုးလို့ရတယ်လို့ပထမဆုံး live မှာရှင်းပြခဲ့တဲ့ အခု live မှာကျွန်တော်ကူကူးစက်ကိုထိုးလို့ရထိုးကျင်ရင်ကြက်နှစ်သက်ရင်ထိုးလို့ရတဲ့အကြောင်းရှင်းပြခဲ့တယ်အဲ့ဒီ2023ထဲမှာ break sheet တုံးခွဲပဲရှိတာကျန်တဲ့6ခွန်3ဆိုတဲ့ကဏ္ဍဒီလည်းပဲကြက်နှစ်သက်ရင်ထိုးလို့ရတယ်ပေါ့နော်အဲ့တော့ဒါကိုလည်း live ဖြစ်ပြီးပြောပြီးပြီဒါကိုလည်း live ဖြစ်ပြီးပြောပြီးပြီဒီကဏ္ဍထိုးပေါက်ကိုတော့ live ဖြစ်လို့မပြောတော့ဘူးတမန်ပါရရောက်မှာပဲပြောတော့မယ်နော်ဒါလောက်ဆိုရင်တော့ list ဆိုလို့လုံလောက်ပြီထင်ပါတယ်ကြက်နှစ်သက်မှာကစားပါဘယ်သူမှအပိုင်မသိကျွန်တော်လည်းအပိုင်မသိဘူးနော်ဒီလိုတွေးတာပဲရှိတယ်တို့တော့စနစ်အရာအောင်ခဲ့တဲ့စနစ်ပြီးခဲ့တဲ့ဘွဲမှာဆိုလို့ねဒီနေရာမှာကျွန်တော်တက်နှစ်နဲ့3နှစ်4နှစ်5နှစ်ယောက်ကကဏ္ဍဝင်လာခဲ့တာပဲ သူစနစ်ရဝင်လာခဲ့လို့ဒီညမှာဆက်ပြီးကစားတဲ့စနစ်တွေကိုလိုက်ကစားပြလိုက်တာဖြစ်တယ်ပဲမိတ်ဆွေတို့တက်နေတဲ့မှာတော့မှမတက်ရင်မတော့မှလည်းပေါ့နော်အဲ့တော့ဒီ live မှာကျွန်တော်အဓိကထားပြပေးတာကိုကိုတုံးရနော်ဒါလေးကိုပြပေးပါတယ်စဉ်းစားရှင်သူ့ပါအပိုင်ဆုံးတော့မသိပါဘူးနော်အဲ့တော့ထပ်ပြောမယ်ဒကြင်းချင်းဝင်တဲ့အဖွဲ့လည်းမနေ့ကမှအလုပ်လုပ်ပေးမယ်မမအဖွဲ့ဝင်နေဆိုလို့ရှိရင်ကျွန်တော်မနေ့ကမှမမကတင်ပေးမယ်15ရက်နေ့မှမမအဖွဲ့ဝင်နေကတော့14ရက်နေ့ညတို့ဒီမှု15ရက်နေ့မနေ့အနေကုန်ပေါ့နော်15ရက်နေ့ည အဲ့ဒီဝင်းကျင်မှာ line ရှင်တော်မူပြီး live တက်ပြီးမှဖြစ်တယ်အဲ့တော့ဒီဘွဲမှာကျွန်တော်အကြိမ်ဆုံးထိုးတာဒါဒုတိယအကြိမ်ဆုံးရွေးချယ်ထားတဲ့စနစ်2023လေးကကနေ death ထွက်ရမယ်ဆိုတဲ့စနစ်ကဒုတိယအကြိမ်ဆုံးပထမအကြိမ်ကတော့2025ရဲ့တော်ပြကနေပြန်ထွက်ဒီလိုကစားထားပါတယ်ပေါ့နော်စိတ်ဝင်စားရင်သုံးပါစိတ်ဝင်စားရင်မသုံးပါနဲ့အားလုံးပဲကံကောင်းကြပါစေ good luck